ဒီနေ့၁၀ဘိုင်းမြောက်ရောက်၁ဘိုင်းမြောက်ကိုငါရှင်တို့တို့ရေဩဝါဒပေးသည့်အနေနဲ့ပြောပြခြင်းတာကဘာလဲလို့မေးအရှင်သာရိပုတ္တရာမထေရသူမြတ်ကြီးဟာတပိတောင်းဝန်လဲကြီးတယ်ဆရာတောင်းဝန်လဲကြီးတယ်ကိုင်းတို့အလုံးရှင်သာရိပုတ္တရာကြားဘူးလား အရှင်သာရိပုတ္တရာကြားဘူးလားဖယားပြီးရင်သာသနာမှာပညာအတော်ဆုံးအတတ်ဆုံးကဘယ်သူလဲပြန်ပြောဖယားပြီးရင်ပညာအတော်ဆုံးအတတ်ဆုံးကဘယ်သူတော့အရှင်သာရိပုတ္တရာဟုတ်တယ်နော်ကိုကြီးအဲ့ဒီရှင်သာရိပုတ္တရာကြီးဘလောက်ပညာတွေတတ်တယ်လဲမင်းအခုမိုးတွေကဘာကြီးတဲ့ရွာကျင်တဲ့လောက်ရွာ မိုးရေပေါက်ဘလောက်ကြတယ်ဆိုတာရေတွက်နိုင်တာဒီအရှင်သာရိပုတ္တရာပဲညံမကြည့်ဘူးလားကြီးတယ်အဲ့ဒီညံကြီးတဲ့ရှင်သာရိပုတ္တရာကြီးဟာလူငယ်ဘဝပွဲကြည့်ရင်းနဲ့တန်ဝေကားရပြီးတော့မတေးရတရားရှာမယ်ဆိုလိုက်ရှာလိုက်တာအရှင်အတ္တသိနဲ့တွေ့တာရှင်အတ္တသိထံက ရေရံမဟိတုပ္ပဘဝတေသံဟိတုံတထကတောအာဟအယယာမကြောင်းရှိလို့ဖြစ်တာလို့ခေါ်တဲ့အဲ့ဒီတရားကိုနားလိုက်ရတော့သောတာပန်တီးတဲ့ကိုရင်တို့အာသူကနေပြီးတော့မှသူတငယ်ချင်းကိုပြန်ပြီးတော့ပြောပြတော့သူတငယ်ချင်းလည်းသောတာပန်တီးတဲ့အာသူတို့နှစ်ယောက်တကသာသနာ့ဘောင်ရောက်ပြီးတော့ယဟန်ပြုယဟန်နာကြီးဖြစ်တဲ့အခါကျတော့ အရှင်သာရိပုတ္တရာကပထမဧကသာဝကဟုတ်လားရှင်မောဂလံကဒုတိယဧကသာဝကအရှင်သာရိပုတ္တရာကြီးကပညာအတော်ဆုံးအတတ်ဆုံးအရှင်မောဂလံကတကူအကြီးဆုံးအမြတ်ဆုံးဟုတ်ပြီလားတကယ်မြင့်မြတ်တဲ့မထေရကြီးနှစ်ပါးဖြစ်တယ်အဲ့ဒီမြင့်မြတ်တဲ့မထေရကြီးတွေ အရှင်သာရိပုတ္တရာကြီးကလောကကြီးမှာသူ့လောက်ပညာတတ်တဲ့ပုဂ္ဂိုလ်မရှိဘူးလဲပြောသေးတယ်။ညာအိပ်ပြီးအိပ်ပြီးဆိုရင်သူ့ကိုသောတပန်တီအောင်ဟောပေးလိုက်တာကပိစဝဂီ၅ဦးတည်းကဘယ်သူအရှင်အသစီဝင်တို့မှတ်တာနော်သူသောတပန်ဖြစ်အောင်လုပ်ပေးလိုက်တာဘယ်သူကလုပ်ပေးလိုက်တာရှင်အသစီသာသနာပေါင်းဝင်ပြီးတော့ ဝေရုရာလူရသွားတဲ့အခါကျတော့အရှင်သာရိပုတ္တရာကြီးကပထမဧကသာဝကပညာရာအတော်ဆုံးအတတ်ဆုံးဆိုတော့အရှင်သူဆရာတဲ့ဘွဲ့တွေตามသွားဘူးလားသူဆရာအရှင်အတ္တသီးနဲ့အရှင်သာရိပုတ္တရာနဲ့ဘယ်သူကပညာပို့တတ်သွားတယ်ဝင်းနေဇလန်သိတယ်မလားဒါပေမဲ့လို့အရှင်သာရိပုတ္တရာကညအိတ်မယ်ဆိုရင် သူ့ဆရာဘယ်မှာရှိတယ်လဲကြည့်ပြီးတော့မှသူ့ဆရာရှိတဲ့ဘက်ကိုဥချအိတ်တယ်တဲ့ဟုတ်လားသူ့ဆရာရှိတဲ့ဘက်ကိုခေါင်းပြူပြီးတော့အိတ်တယ်တဲ့ကိုရင်တို့ဒါကိုကြည်ချင်းအားဖြင့်ကိုရင်တို့တို့တွေဘလို့သဘောပေါက်ဘလောက်ကြီးပညာတွေတတ်တတ်အရှင်သာတိဗုဒ္ဓရာဆရာကျေးဇူးကမ်းနေရှိလားအဲ့ဒါ ဟုတ်လားကိုကဘယ်တော့ပဲဘွဲတွေရရကိုစရာဘာဘွဲမှမရဘူးဂယုဆိုင်စရာမလိုဘူးလို့ဒီလိုမှတ်ဖို့လိုလားပဇုကိုတူခိုးရမယ်ကိုရင်တို့ရွာကနေပို့လိုက်တဲ့ဆရာသမားတွေပါလိရှိလိမ့်မယ်ဟုတ်လားအဲ့ပို့လိုက်တဲ့ဆရာသမားတွေ ဟာကိုကစာရီတက်ပြီးတော့ဘွေရူးဂုံသူကြီးနေနဲ့အထက်တန်းရောက်လာတဲ့အခါကိုဆရာကျေးဇူးကိုကို မမေ့ချနဲ့ကိုရင်တို့ဒါပြောချင်တာဟုတ်ပြီလားမမေ့ရဘူးเนาะနောက်တစ်ခါအရှင်သာတိပုတ္တရာကိုရောမြတ်ကြီးအဲ့ဒီအပိုင်းကိုကြည်လိုက်တပည့်တော်ကျေးသလိုဆရာတော်လည်းပဲကြည်တယ် ဘလို့ကြည်တယ်လဲလို့မေးသောတကဒိဋ္ဌဆိုတာယဟန်တပါဘဝတစ်ခုမှာဣဒ္ဓမစ္စရိယမြာယဟန်ဘဝနဲ့သူ့เจ้าကိုရောက်လာတဲ့လူသူ့เจ้าကိုရောက်လာတဲ့ယဟန် ဣဒ္ဓမစ္စရိယများပြီးတော့အဲ့ဒါခေါင်းလောင်းကိုတမန်းမြက်နဲ့ထိုးတယ်ကြားဘူးတယ်မလားအေးအဲ့ဒီဘုံကြီးအဲ့ဒါမှအာအပင်ငရဲတွေရောက်ပြီးတော့အပင်ငရဲကလွတ်လာတဲ့အခါဘာဖြစ်တုံးမေးအဲ့ဒီမှာယဟန်ဖြစ်တယ်တရောင်းသားဖြစ်တယ်တရောင်းသားရွာကြီးမှာသွားလူဖြစ်တယ်သူလဲရောက်ရောအဲ့ဒီရွာကြီးတောင်းလို့ဆင်မပြေဘူး နောက်ဆုံးတော့မိဘနှစ်ပါးအဲ့ရွာကကျင်ပြလိုက်နောက်ဆုံးတော့မိဘနှစ်ပါးလည်းဒီကလေးပါရင်တောင်းစားလို့ကိုမရလို့မိဘနှစ်ပါးလည်းကလေးလေးကိုမလုပ်တော့လွှင့်ပြလိုက်ရတယ်ဟုတ်လားလမ်းဘေးရောက်နေတဲ့အဲ့ဒီကလေးလေးကိုကောက်ပြီးတော့မွေးတာကအရှင်သာရိပုတ္တရာဘယ်သူကမွေးရတော့အေးရှင်သာရိပုတ္တရာကအဲ့ဒီကိုရင်လေးကောက်မွေးအဲ့ကလေးလေးသင်္ကန်းဝတ်ပေးပြီးကိုရင်လှုပ်ပေးတာဟုတ်လား ကိုရင်လှုပ်ပေးထားပြီးတော့မှဘာဖြစ်တုံလုံးပေးတဲ့တော့ယဟန်ပြုယဟန်ဖြစ်တဲ့ခါကျတော့စွန့်ခံတယ်စွန့်ခံလို့မရဒီကိုရင်ကိုစွန့်ခံတဲ့နေရာခေါ်သွားရင် ရှင်သာရိပုတ္တရာဘာကိုစွန့်မရတော့အဲ့တော့ဘာလို့ရတော့မေးတော့ရှင်သာရိပုတ္တရာကြီးကသူ့ဘာသူစွန့်ခံပြီးတော့ရောငါငေါင်းမောင်ရှင်စားဆိုပြီးတော့ပေးရတယ် အံကုသိုလ်ကံလည်းကြီးလိုက်တာအဲ့ဒီကိုတော်လေးရဲ့လက်ထဲရောက်တော့ရင်ဆုံးနေပျောက်သွားတာတဲ့ကိုရင်တို့အာကုသိုလ်ရဲ့တတ္တိဘာရတ္တိလဲကြောက်စရာမကောင်းဘူးလားကြောက်စရာရန်ကောင်းတော့ဟုတ်လားဟာအဲ့ဒီမှာကြတော့မှရှင်သာရိပုတ္တရဆုံးခံပြီးသူ့လက်နဲ့သဘိတ်ကိုကင်ပြီးတော့ဘာလို့ရတော့ကျွေးပေးရဟုတ်ပြီနော်သူ့လက်နဲ့သဘိတ်ကိုကင်ပြီးကျွေးပေးရ ။သဘိကိုကန်ပြီးတော့ကြွေးပြရ။အဲ့ဒါပြောချင်တာကစင်သာရိပုတ္တရာကြီးကဆရာတောင်းကြီးပုံပုံကိုပြောတာကိုရင်တို့ဟုတ်လား။စင်သာရိပုတ္တရာကြီးဆရာတောင်းကြီးတယ်။နောက်တခါစင်သာရိပုတ္တရာကြီးကအကြောင်းထဲမှာတန်ဃာတွေဆုံးငံထွက်ပြီဆိုရင် तू ကနောက်ဆုံးမှထွက်တာ။နောက်ဆုံးမှထွက်ပြီးဘာလုပ်တယ်လဲဆိုတော့ကြောင်းနဲ့လှည့်ကြည့်တာ အမိုက်ရုံနေရင်အမိုက်လဲတယ်အမိုက်လဲပြီးသားတွေမကြုံဘူးဆိုအဲ့ဒီမိုက်ပုံကြီးကိုကြုံပစ်တယ်ဟာအိမ်သားတွေရေမရှိဘူးဆို ရေဖြည့်တယ်အိမ်သားတွေညစ်ပေနေရင်တန်ရှင်းရေလုပ်တယ်နောက်တခါတောက်တောက်ရေသုံးစီမရှိဘူးဆိုရင်ခတ်ပြီးတော့ထဲတယ်အာကြောင်းတွေကြည့်ရလို့သင်္ကန်းတွေထွန်ထောင်ဆွဲပြီးတော့နေတဲ့သင်္ကန်းတွေရှိရင်လိုက်ပြီးတော့ကြည့်ကြည့်ပြီးတော့ခောက်သိရင်ခောက်ပြီးတော့ အခေါက်လေးနဲ့ပြန်တင်ပြီးတော့ထားတယ်။ကိုရင်တို့အဲ့ဒါဘသူလုံနေတယ်အရှင်သာရိပုတ္တရာဖျားပြီးရင်ပညာအတော်ဆုံးအတတ်ဆုံးမထေကြီးကသင်္ကန်းခောက်တာရောမလို့ဘူးလားအမိုက်လဲတာမလို့ဘူးလားမိုက်ကျုံတာရောမလို့ဘူးလားအိမ်သာရေဖြည့်တာရောမလို့ဘူးလားဟောကြည်လိုက်ဘလောက်သူခိုးဖို့ကောင်းတယ်ပြောတာ ဟုတ်လားအဲ့ဒါနဲ့ရှင်သာရိပုတ္တရာကြီးကအမြဲတမ်းသူလှုပ်လှုပ်နောက်ဆုံးမှာဆုံးကံသူထွက်အဲ့တော့ဒီလိုဖျားပြီးရင်ပညာတော်ဆုံးအတတ်ဆုံးမထေကြီးကတော့ဒီလိုကျင့်သုံးသွားတဲ့တွတ်တာကြောင့်တန်ဃာတွေကသူ့ကိုလေးစားလေးစားကြတဲ့ချစ်လက်ချစ်ကြတဲ့ကြည်လက်ကြည်ညိုကြအဲကြောင့်ဒီကြောင်းထဲမှာသတင်းသုံးကြတဲ့စာချဆရာတော်များလဲအာငါတို့ကစာချဘုန်းကြီးပဲကွာ ဒါငါနဲ့မဆိုင်ဘူးဆိုပြီးတော့အဲ့လိုကြောင်ကြမဲ့နေကြနဲ့ဟုတ်လားငါဆုံးသားကြောင့်ဘုန်းကြီးပဲဒါငါနဲ့မဆိုင်ဘူးဆိုပြီးကြောင်ကြမဲ့နေကြနဲ့ငါအုပ်ချုပ်ရေးဘုန်းကြီးပဲငါနဲ့မဆိုင်ဘူးဆိုပြီးတော့အရာရာကြောင်ကြမဲ့နေကြနဲ့ဟိုရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဟာအကုန်လုံးအသေးစိတ်ကြီးပြီးတော့မှလိုက်လုံနေသလိုဒါတုခိုးရမဲ့ နီးရီလို့ဒီလိုမှတ်ကြပြိရကသုံးပုံမှာဝီနီးဆိုတာကစီကံဝီနီးဆိုတာဘာလဲသုတ်တန်ဆိုတာက နီလန်သုတ်တန်ဆိုတာဘာလဲဟာဘယ်ပုဂ္ဂိုလ်ကဘယ်နီလန်နဲ့နိဗ္ဗာန်ယူသွားတယ်ဘယ်ပုဂ္ဂိုလ်ကဘယ်နီလန်နဲ့အကုသိုလ်ကိုရှောင်သွားတယ်ဘယ်ပုဂ္ဂိုလ်ကဘလို့ကျင့်သုံးလို့အကုသိုလ်ဖြစ်ပြီးအပင်ငရဲ့ရောက်သွားတယ်ဆိုတာဒါတွေသိအောင်လုပ်ပြီးတော့မှ မကောင်းတာတွေကိုရှောင်းကောင်းတာတွေကိုဆောင်းအားမှာဒါတုတ်တန်ဆိုတာအဲ့ဒါပြောတာကိုရင်တို့ဟုတ်ပြီလားတရက်တော့မြတ်စွာဘုရားနဲ့တန်ဃာတွေဒေသစာတွေကြွကြွမဲ့နေရာကြိုသိထားကြတဲ့ဆဗ္ဗကီနဲ့တန်ဃာတော်တွေကရှေ့ရနေသွားခိုးလဲရောက်ရတာတို့နေမဲ့နေရာဒါငါဆရာနေရာဒါငါရဲ့စာချဘုန်းကြီးနေရာနဲ့အကုန်တန်းစီထားလိုက်တာ အနောက်ဆုံးတပည့်စီလက်မှိုက်ကြောင့်ကျောင်းကတိမ့်တင်တာတွေတိမ့်ပြီးမှလာခဲ့တဲ့ရှင်သာရိပုတ္တရာကြီးနေရာမရတော့ရှင်သာရိပုတ္တရာနေရာရသေးလားဟောသူရှိရဦးသိငယ်တွေနေရာဥသွာနေရာမရတော့ရှင်သာရိပုတ္တရာတစ်ပင်အောက်မှာသွားနေရာတစ်ပင်အောက်မှာတညာလုံးကြီးစဉ်းစားကြည့်ပေါ့လမ်းလေးလျှောက်လိုက် ထိုင်လိုက်လမ်းလေးလျှောက်လိုက်ထိုင်လိုက်ဒီလိုလေးနေရမှာပေါ့မနေ့သောသောမြတ်စွာဘုရားဈဉ်ညာလျှောက်ရင်းနဲ့ချောင်းဟန့်လိုက်တော့ရှင်သာရိပုတ္တရာရေပြန်ပြီးချောင်းဟန့်ဟဲ့ချောင်းဟန့်တာဘယ်သူတို့တပည့်တော်သာရိပုတ္တဘုရားဟဲ့သောသောစီစီအဲ့ဒီနာကြီးဘာလုပ်တာတော့ဆိုမှအကြောင်းဆုံးပြောပြ မြတ်စွာဘုရားအဲ့မှာတည်တော့တန်ဃာတွေအကုန်လုံးခေါ်ပြီးတော့အဲ့ဒီမှာဩဝါဒပေးတယ်။သွန်သင်ဆုံးမမြတ်စွာဘုရားပြောပြတဲ့ဩဝါဒကဇတ်တော်လေးတစ်ခုဘုရားပြောပြချက်သားတို့တဲ့စီစီတော့ခါရဲ့မြောက်ရဲ့ဆင်းရဲဆိုပြီးတော့တော်တယ်မှာတိရစ္ဆာန်၃កောင်ရှိတယ်တဲ့အဲ့တိရစ္ဆာန်၃កောင်ကအင်းညမင်းညအာဃာရဝ အင်းညာမင်းညာအပဋိဒ္ဒတယောက်နဲ့တယောက်ဂါရဝမရှိဘူးတဲ့စင်တယ်မြောက်တယ်ဂါရဝရှိလားမရှိဘူးအောက်ကစင်ကအိတ်နေတယ်ပေါ်ကမြောက်ကတက်ခိုင်းကြောက် ချိုးပြီးတော့စင်ကြီးကိုလှမ်းထုတယ်စင်ကြီးကစိတ်ဆိုးပြီးတော့အဲ့ဒီတပင်ကြီးကိုသူခန္ဓာကိုကြီးနဲ့ဘာလို့တော့ပေါက်လိုက်တာ ညောင်မင်းကြီးအကြလှုပ်ပြီးတော့မြောက်ကနေလို့ဆင်ပြေသေးလားမြောက်ကအိတ်နေပြီးဆိုအောက်ကဆင်ကြီးကပုတ်ဆင်ကြီးအိတ်နေပေါ်ကမြောက်ကတက်ခိုင်းကြောင်းနဲ့ဘာလို့တော့ထုဟောမှန်ကြီးလားအဲ့ဒီပေါ်လာနာတဲ့ခါကလည်းပဲညောင်စည်းစားပြီးတော့ချီကိုချလိုက်တော့မြောက်ခေါင်းပေါ်ကျဟုတ်လားအဲ့ဒီကောင်ငါခေါင်းပေါ်ချီရောမလားဆိုမြောက်ကအဲ့ဒီခေါင်းလိုက် မပင်ပန်းဘူးလားပင်လဲပင်ပန်းနဲ့ဆင်းရဲဆင်းရဲဘာဖြစ်လို့တော့မေးရင်ကိုရင်တို့ကြည့်လိုက်နော်တယောက်တယောက်ဃာရဝမရှိကြဘူးဘာမရှိကြလို့လဲအေးဃာရဝမရှိကြဃာရဝမရှိတဲ့အတွက်ကြောင့်ဒီလိုဖြစ်တာတို့တယောက်နဲ့တယောက်ဃာရဝရှိသင့်တယ်ဆိုတဲ့အတွေးကြံပေါက်ပြီးတော့မှအဲ့ဒါဘာလို့ကြတော့မေးလိုက်တော့ကိုရင်တို့ရဲ့ တို့တယောက်နဲ့တယောက်ဒီတိုင်းနေလို့တော့မဖြစ်ဘူးဃာရဝတရားရှေ့ထားနေရအောင်အေးဘလို့နေမလဲဒါအကြီးဆုံးပုဂ္ဂိုလ်じゃဘလို့သတ်မှတ်မလဲအဒီညောင်မင်းကြီးတက်တည်ပြုတ်မယ်ကွာကဲဆင်းမင်းကြီးပြောဒီညောင်မင်းကိုဘေရွယ်ကစပြီးခမရတိခဲ့တယ်လေဆင်းကြီးကပြောတယ်ဟာငန်းငယ်ငယ်ဒီနားလေးသွားတော့ဒီညောင်မင်းငါချက်လောက်ပဲရှိတာဟုတ်လားဟာဒါဆိုရင်ဟုတ်ပြီ ကဲမြောင်မင်းကြီးပြောပါဦးဒီညောင်မင်းကိုခမဘေရွယ်ကစတိတယ်လေဟာကျုပ်တိတတ်တဲ့ရွယ်ကတော့လေဒီညောင်မင်းမော်တက်ပြီးအသီးတွေစပြီးညွန့်နေရွက်တွေကျုပ်စားလို့ရနေပြီဒါဆိုဆင်နဲ့မြောက်ဘယ်သူကတက်ကြီးသွားအေးအဲ့လားမျိုးဟာနောက်တကခါကိုမေးတယ်ခါမင်းပြောပါဦးဒီညောင်မင်းဘေရွယ်ကစတိတယ်လေဟာကျုပ်ငယ်ငယ်ကဒီညောင်မင်းမရှိဘူးညာကျုပ်တိတတ်တဲ့ရွယ်ညောင်မင်းမရှိဘူး အချားညောင်ပင်ကအသီးကိုသွားစားပြီးဒီနှချီးကိုချလိုက်မှဒီပင်ကပုတ်လာတာ။ကဲဒီသုံးကောင်ထဲမှာဘယ်သူကအကြီးဆုံးဖြစ်သွား။ခါအကြီးဆုံးဖြစ်သွား။ဟုတ်လား။အကောင်နေနဲ့တော့ခါလေးကမသေးဘူးလား။အသက်နေနဲ့じゃမကြီးဘူးလား။ဟေးဒါဖြင့်တို့တို့ဆင်းရဲမြောက်ရဲကခါလေးကိုရှစ်ခိုးကြသူဆိုပြီးတော့ ရှစ်ခိုးကြတဲ့အယူသိပေးကြတဲ့ခါလေးတွင်တွင်ဆုံးမတာကို နားထောင်ကြတယ်တဲ့ကိုရင်တို့ဟုတ်ပြီလားအင်းညမင်းညဂါရဝအင်းညမင်းညတပတိတအဲ့လိုချင်းချင်းညီညီညွတ်ညွတ်ဂါရဝတွေရှိပြီးတော့ကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်ရဲ့ဇကာနားထောင်ကြတဲ့အခါတေတဲ့အခါမှာဒီဘုရားလည်းတို့တို့တို့ချီးမွမ်းခံရတယ်တေတဲ့အခါလည်းကောင်းရွာသူကတိရောက်တယ်ဆိုပြီးတော့မြတ်စွာဘုရားပြောပြအဲ့ဒါကိုပြောပြပြီးတော့မှ ခြေသားတို့တဲ့စွမ်းဥစွမ်းဖြားဆိုတာကအဲ့လိုဂုဏဟုတ်ဒီဝရဟုတ်ဒီသူသဖြင့်တော့သာသနာမှာတော့ထေရဝါဒဆိုတဲ့အတိုင်းကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေက ဖြစ်တဲ့နေဆိုတဲ့အကြောင်းအဲ့မှာမြတ်စွာဘုရားကသိခါဘုံထုတ်ပြီးတော့ပညာတာဟုတ်ပြီလားအဲ့ကြောင့်တပည့်တော်ကနေ့ကိုရင်တို့တတွေ့အရှင်ဘုရားတို့တတွေ့ဩဝါဒပေးကြတာကဘာလဲမေးရင် အရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်းတစ်၁၀မှာအရှင်သာရိပုတ္တရာကြီးကတပည့်နေရာကလည်းတောင်းဝန်မကြည့်ဘူးလားသူ့ဆရာကျေးဇူးမေ့တယ်ရှိလားမရှိဘူးအမြဲတမ်းဥချပြီးတော့မှ သူရှိရာခေါင်းဆရာရှိရာခေါင်းပြုပြီးအိတ်တယ်တဲ့ဟုတ်ပြီနော်ဟာပညာအတော်ဆုံးအတတ်ဆုံးဆိုပြီးတော့လဲကျောင်းဝေယဝုစရီပြစ်ထားတယ်ရှိလား တပြည့်စည်းလဲတယ်တဲ့မှိုက်ကျုံနေတဲ့ရေခတ်တယ်တဲ့တန်ရှင်းရေလုတ်တယ်တဲ့ရှင်သာနိဗုဒ္ဓရာကြီးရဲ့အတူယူစရာကောင်းတာပြောတာဟုတ်ပြီနော်အေးအဲ့တော့ရှင်ဖျားတို့တို့တွေလည်းပဲအညာမညာဃာရဝအချင်းချင်းညီညွတ်အညာမညာဃာရဝအချင်းချင်းအယုသေပေးပြီးတော့မှအညာမညာတပရိသအချင်းချင်းကိုင်းညွတ်ကြတာတွေရှိပြီးတော့မှရှင်သာနိဗုဒ္ဓရာကြီးနဲ့မခြားတမှုလားတူတာလည်းကြီးသူကိုယုသေး ငယ်သူလေးတွေလေးရွယ်သူကိုလေးစားငယ်သူကိုတနာပြီးတော့မှ သာသနာတော်ကိုစောင့်ရှောက်နိုင်တဲ့အမျိုးကောင်းသားယဟန်တော်များ ဖြစ်ကြပါစေလို့ဆုတောင်းပေးနေပဲဘုရားတပည့်တော်ရဲ့ဩဝါဒဒီမှာပဲဤကုန်းကပအဆုံးသတ်ပါသည်တန်ဃာတော်ရှင်သူမြတ်တို့ဘုရား